လစ်တဲမစ္စတာမစ်ပါမာ2025ရဲ့ပြိုင်ပွဲဝင်အလှမောင်မယ်ရီအနေနဲ့တိရစ္ဆာန်လေးတွေပေါ်ဂယုစိုက်ကျင်နာချက်ဖို့နဲ့အသိပညာဗဟုသုတတွေပို့မှုတိုးတက်လာစေဖို့ကိုရည်ရွယ်ပြီး CSR program တခုကိုရန်ကုန်တိရစ္ဆာန်အုပ်ရင်မှာလေ့လာရေးခရီးတခုအနေနဲ့စတင်နေတာပဲဖြစ်ပါတယ်။ ီ channel ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ Little Mr. Miss Burma 2025ပြန်ပွဲဝင်နေအားလုံးကရန်ကုန်လေးဆန်ကိုရောက်ရှိနေဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာကျွန်တော်တို့လာရခြင်းရဲ့အဓိကအရွယ်ချက်ကတော့တဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းမှုနဲ့ကျွန်တော်တို့ဒီရှားပါးလေးဆန်တွေကိုဘယ်လိုစောင့်ရှောက်ရမလဲဆိုရဲ CSR program တခုအတွက်ကိုဒီနေ့မှာပြန်ပွဲဝင်နေအားလုံးနဲ့တူရောက်နေဖြစ်ပါတယ်အဲ့တော့ဒီနေ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘယ်လိုမျိုးအမှုသုရရနိုင်လဲ CSR program မှာဘယ်လိုအကြောင်းအရာတွေပါဝင်သွားမလဲဆိုတာလိုက်ပါကြည့်ရှုပေးပါအောင်အဲ့တော့ကျွန်တော်ရဲ့ပြန်ပွဲဝင်နေအားလုံးလည်း ready ဖြစ်နေအားလုံး

ဟုတ်ပြီအဲဒီနေ့မှာတော့ကျွန်တော်ဒီပြိုင်ပွဲဝင်နေအတွက်ကိုခုနကျွန်တော်ပြောသူပဲပေါ့နော်ဒီ CSR program အတွက်ဒီကျွန်တော်မအေးချစ်ဆန်အဲဒီရန်ကုန်လိမ့်ဆန်ရောပြည်ပြည်ထဏာကအမားကနေပြီးတော့ဒီနေ့ volunteer အနေနဲ့အကူအညီပေးသွားမှာဖြစ်တယ်အဲ့တော့အဲ through လေးအတွက်ဘယ်ဟာကလိမ့်ဆန်တွေဝင်လိုက်တာနဲ့ဘယ်ဟာကိုပို့ပြီးတော့သွားရမလဲပြီးတော့အခုဘယ်လိမ့်ဆန်လေးစပြီးမြင်ရမလဲပေါ့အခုကြီးဆုံး ညဘက်မှာဆိုလို့ရှိရင်မြောက်လေးပေါ့နော်ညဘက်မှာဆိုလို့ရှိရင်တော့ရင်းမြင်းလေးရလဲရှိပါတယ်ဟုတ်လောဆက်ရင်းမြင်းလေးကိုအရင်သွားခံလေးတွေနဲ့ပြီးရင်မြောက်လေးတို့တက်ကြည့်လို့ရတယ်ဟုတ်လေဟုတ်ကဲ့အဲ့တော့ရင်းမြင်းလေးကိုလည်းအရင်သွားလို့ရတယ်အားလုံးပဲရင်းမြင်းရှိရသွားကြမယ်သွားမလား Let's go ခုဆိုရင်တော့ကံမွေးဝင်အလှမောင်မဲလေးတွေကတလိမ့်ဆန်လေးတွေရဲ့ချစ်စပွဲပြူမှုလေးတွေနဲ့သူတို့ရဲ့အပြင်ပုံပန်းတံတန်းတွေကိုအဖွဲလိုက်လှည့်လည်ကြည့်ရှုနေကြတာပဲဖြစ်ပါတယ် ်အဘယ်သူရဲ့ပူစားပါဘောနော်ဖတ်တီးဘာကြောင့်ဒီကပူစားကျွန်တော်ငွေတော့ငွေတော့တူတူအဲ့လိုအတီးအလုံးအကြီးတွေ့ကြညာဟုတ်ကဲ့ဟုတ်ကဲ့တွေ့ရတယ်ငွေတော့တွေ့ရတယ်ပြန်မွေးဝင်အလှမောင်မယ်လေးတွေကစင်နာမှုအနေနဲ့တိရစ္ဆာန်လေးတွေကိုသူတို့ရဲ့လက်ကလေးတွေနဲ့အစာကျွေးပြီးဂယုတစိုက်နဲ့တာဝန်ယူမှုကိုပြသနေကြပါတယ် ဒီမှာဒီတော့ဇူကီဘောအကူတွေကနေပြီးတော့ဒီဖြန်နဲ့ပတ်သက်တဲ့တသမီတို့တွေ့တဲ့နဲ့လုံးလေးရှေ့ရှေ့ပြီးလို့ရှိပါတယ်။ဒါခါရဲဒီမှာလိမ့်ဆန်လေးခုနလိုအစာလေးအကျိုးရှင်လေးရပါတယ်။ဒီဘက်မှာတစ်ချက်တော့လူလေးလာစုပေးပါခင်ဗျာ။ဒီနေ့မှာတော့ဖြန်လေးနဲ့ပတ်သက်တဲ့ဆင်းဝင်လာဝဲကြောင်းလေးကိုရှင်းပြပေးပါမှာဖြစ်ပါတယ်။ဒီဖြန်လေးကိုမြန်မာနိုင်ငံရှိရချောင်းအင်းအများနဲ့ဒီရောက်ခုတုံးရတယ်ကိုရှိရပါတယ်။နိုင်ငံနဲ့ဆိုရင်ရှစ်တော်ရှာနိုင်ငံမှာကိုရှိနေပါတယ်။ ်သူလေးတွေကခုနှစ်ပိုင်းရင်လာရတတ်တဲ့စမတ်ကွက်တက်လို့ခေါ်တဲ့လိုတက်ကရဝါလေးမျိုးလည်းဖြစ်ပါတယ်။ဘာပေါ်မှာဖြံမျိုးစိတ်ပေါင်း13မျိုးရှိပြီးကျွန်တော်မြန်မာနိုင်ငံမှာတော့ဖြံမွေးချော့ဘယ်လက်ဖြံနဲ့စူမာရာပြန်ဆိုပြီးအမျိုးပဲရှင်းတန်နေနိုင်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်နာမည်ကတော့ဖွဖွေပဲဆိုဖြစ်ပါတယ်။ဝဝမြောင်းနဲ့ဝဝမြောင်းနဲ့ရင်မြင်းတို့ကို တွေ့ရပါတယ်။ဖြံရချစ်ဖို့ကောင်းလို့ ဖြန်ရေရောအတက်ပူရှင်ဖို့အတွက်ဖာကျွေးရမယ်တဘာဝအတိုင်းရှိနေဘယ်ဖို့ဖြစ်ပါတယ်အယောင်မြင့်မီအဝယ်လွယ်ဖို့အတွက်ကို MSME by G3G app နဲ့လက်တွဲကြစို့အယောင်မြင့်ဝယ်လွယ် MSME by G3G app နဲ့တူကြစို့အယောင်မြင့်အဝယ်လွယ် MSME by G3G app နဲ့အတူလက်တွဲလို့တည့်ရဲ့စီးပွားရေးတည့်ရဲ့ဈေးကွက်တည့်ရဲ့အနာဂတ်အတွက် Hollywood app တခုဖြစ်တဲ့ MSME Buy G3G မြန်မာနိုင်ငံရဲ့တခုတည်းသောရေးသွေးထုတ်ကုန်တွေကိုရောင်းချပေးနေတဲ့ online shopping application တခုဖြစ်တဲ့ MSME Buy G3G ကနေတင်းစိတ်ကြိုက်ထုတ်ကုန်တွေကိုရှာဖွေနိုင်ပါပြီ။အကြောင်းနဲ့အဝယ်တွေ G3G app နဲ့တူလက်တွဲပေး အရောင်းမြင့်မီအဝယ်လွယ်ဝတ်တက်ကို MSME by G3G app နဲ့လက်တွဲကြစို့အရောင်းမြင့်ဝယ်လွယ် MSME by G3G app နဲ့တူကြစို့အရောင်းမြင့်အဝယ်လွယ် MSME by G3G app နဲ့အတူလက်တွဲလို့တင်းရဲ့စီးပွားရေးတင်းရဲ့ဈေးကွက်တင်းရဲ့အနာဂတ်အတွက် only one app တကူဖြစ်တဲ့ MSME by G3G မြန်မာနိုင်ငံရဲ့တခုတည်းသောရေတွင်းထုတ်ကုန်တွေကိုရောင်းချပေးနေတဲ့ online shopping application တစ်ခုဖြစ်တဲ့ MSME by G3G ကနေတင်းစိတ်ကြိုက်ထုတ်ကုန်တွေကိုရှာဖွေနိုင်ပါပြီ။အယောင်မြင့်အဝယ်တွေ G3G app နဲ့တူလက်တွဲမယ်။ဟုတ်မအားဆုံးရင်ခုနဖြန့်အကြောင်းလဲကျွန်တော်တော်တော်လေးသိပြီးပါပြီဆိုတော့နောက်နောက်ဘယ်နေရာပို့သွားမလဲနောက်ထပ်ညီမတို့မြောက်လေးအကြောင်းဆက်ပြောပြမယ်နော်မြောက်လေးကဘော်ရီကလေးလည်းအကောင်သဘောကျကြမှာပါ နေ့ယောက်ျားလေးတွေကိုတင်ဆက်ပေးမှာတော့ယောက်ဆက်ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီယောက်ဆက်ကလေးတွေရဲ့အကြောင်းကိုမတင်ဆက်ခင်မှာရန်ကုန်တိရစ္ဆာန်ဝင်းမှာပြတ်တထားတဲ့မြောက်မျိုးစိအလုံးပေါင်း၁၀မျိုးရှိပါတယ်မတမတတော့မြောက်မျိုးစိ၁၀မျိုးရှိရတော့မြောက်မျိုးစိ၁၀မျိုးရှိတယ်၁၀မျိုးထဲမှာမှာအခုတည်းရှိတရမီမီလို့ရောရှိနေတဲ့ area မှာဆိုရင်9မျိုးရှိတယ်မြင်တွေ့နေရတာတော့ယောက်ဆက်ကလေးတွေဖြစ်တယ်ပြီးွားလို့ရှိရင်ဟိုဘက်ချမ်းသာဆိုရင် လောက်လဲကျော်မြောင်မောင်းမရောင်းမြန်တယ်နီးတို့ဆိုပြီးတုံးမျိုးထပ်မှပြတ်တာထားတယ်ကျွမ်းကျင်သူတွေကလည်းတလိษံလေးတွေကိုနေ့စဉ်ဂရုတစိုက်ဆောင်းလျှောက်ပြီးကျမ်းမာရေးစစ်ဆေးမှုများပြုလုပ်နေတာကိုလည်းသိရှိခဲ့ရပါတယ်ကလာပါတမင်းနာမည်ရဂျက်စီကာရတမင်းကျရတော့ PYP ဖျောင်းပန် private school ပါတမင်းရတော့အသက်၈နှစ်ပါဟာဒီနေ့ချက်တော့၄၀လေးပါလား ပါပါရှင်ဘာဘာကောင်လေးပြမလဲဖြန်ဖြန်ဘာဖြစ်လို့ဆိုသူတို့ရဲ့သူတို့ကရေခဲတောင်တွေမှာလည်းနေတယ်နောက်ပြီးတော့ငားတယ်စားတော့ဖြစ်တာဖြန်လေးတွေရောအသီးတို့အရွက်တို့မကြွေးရအောင်သူတို့မတဲတဲ့စားတွေမကြွေးရအောင်အားရပူရှိအောင်လုံးငားတွေပါတယ်ကြွေးရအောင် အဲမြောက်ဆိုလို့ရှိရင် သူတို့ကိုသူတို့ကို နေတိုင်းအစာစာလေးတွေကျွေးရမယ်ရေကူးတဲ့မြောက်လည်းရှိရင်မကူးတဲ့မြောက်လည်းရှိတယ်ရေကူးတဲ့မြောက်အတွက်ရေကန်လေးတွေလည်းချပေးရမယ်သမီးတို့သွေးဆန်လေးကိုချင်းချင်းရပါမယ်သွေးဆန်လေးတွေကိုကြီးထားရအသက်အများကြီးရှင်ထန်နေထားရချင်းချင်းရပါမယ်အခုအခုမြန်မာခိမဝန်တော်ဘုံအရွယ်စားရောအမွှေးရောအကုန်လုံးကွာတယ် ဘောက်ကမျိုးစိတ်နဲ့မျိုးဝါ။ပန်ရှူဝါကိုနေဟိမဝန္တာဘောက်ပေါ့နော်။ဟုတ်တယ်။အော်โอเคသူတို့ဒါအခုမြန်မာဟိမဝန္တာ။ဟိမဝန္တာဘောက်။ပန်ရှူကပြီးမှာပေါ့။ဟုတ်။ဒါဟိမဝန္တာဆက်ပဲ။ဒါဟိမဝန္တာဘောက်ပေါ့မနော်။ဆိုတော့ဒါကတော့ကျွန်တော်ခုငယ်နဲ့မြင်ဦးတဲ့တမတို့ V shape ပုံတန်းရှိရပါတော့။ကိုယ်တွေ့နေတဲ့ V shape ပုံတန်းနဲ့ချစ်စရာအမွှေးအများကြီးနဲ့ဒါဟိမဝန်တာပေါ့ပေါ့နော်။ပရှူဝဝဝကကြတော့သူ့ရဲ့ပြားမြင် U ပုံတန်းလေးတွားကြတယ်။အမွှေးမြင်ကကြတော့အမွှေးမြင်ကရှည်တယ်။ဟိုကကြအမွှေးမြင်ကတူတယ်။ တော့လင်းမွေစပတ်အုံးစပယ်ကြီးမွေစိမ့်မိကြမွေဟောက်မွေကြမွေဟောက်အပြီးတော့ငန်းတော်ကြလည်းရှိတယ် ာဖြစ်ပါရဲ့ဒါကတော့ DBS ကိုပိုင်ထပ်ထားကြောင်းပါခင်ဗျအာတတတတကတော့ဆန်နှစ်ပါခင်ဗျအာတော့ဖြန်နေမိခဲ့တယ်ဟွာရေမင်းနေမိခဲ့တယ်ဝဝနေနဲ့ညရှားပါမြောက်တွေကိုလည်းမြင်ခဲ့ပါခင်ဗျအာမြောက်တွေနဲ့မွေတွေကိုလည်းမြင်ခဲ့ပါခင်ဗျတိုင်လုံးကိုမွေအဲ့ဒါလည်းဆိုသူတို့ကသူတို့ရဲ့ခနာကိုကမိုက်တယ်သူတို့ဟွာသူကကြည်လင်းနေတော့ ဒါကြိုက်တဲ့ရောင်လေးနဲ့ဖွဲ့စည်းထားလို့ဖြစ်ပါတယ်ခင်ဗျသူတို့ကရှားပါတဲ့အကြောင်းဖြစ်တယ်ဟုတ်ပြီသူတို့ကဒီကဘာပေါ်မှာအထင်ကရဖြစ်လို့သူတို့ဆောက်ချောက်ရရပါခင်ဗျ။အော်ဒီထိုင်းနိုင်ငံမှာဆိုဟိုကောက်မွေးခိုင်းနေတဲ့အဲအကြောင်းဒါကြီးတိုင်းထိုင်းနိုင်ငံကိုသွားပြီးတော့ထိုင်းနိုင်ငံမှာမွေးလေးတွေကိုအာဆောက်ချောက်မယ်။ဂျေကူတတဲ့မြောက်တွေကိုဆိုရင်ဂျေအမြောက်ရေကန်လေးနဲ့ထားပေးရမယ်။ဟိုမြောက်တွေကိုအစာကောင်းကောင်းမွန်မွန်ကျွေးရမယ်လို့ပြောချင်ပါတယ်ခင်ဗျ။ ်္ဂလာပါသမီးနာမည်ကတော့ခင်မတူကိုပါရှင်သမီးကျောင်းနာမည်ကတော့ DNA ကိုပါတဒဲကျောင်းပါရှင်သမီးသက်ကတော့၈နှစ်ပါရှင်မြောက်လို့ဖြန်းလို့မွေလို့ဝုံလို့ရှင်း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 ကြည့်ပါအဲသမီးဘယ်လိမ့်ဆက်လေးချက်ပါအင်းဘုံ အယောင်မြင့်မီအဝယ်လွယ်ဝတ်တက်ကို MSME by G3G app နဲ့လက်တွဲကြစို့အယောင်မြင့်ဝယ်လွယ် MSME by G3G app နဲ့တူကြစို့အယောင်မြင့်အဝယ်လွယ် MSME by G3G app နဲ့အတူလက်တွဲလို့တင်းရဲ့စီးပွားရေးတင်းရဲ့ဈေးကွက်တင်းရဲ့အနာဂတ်အတွက် only one app တစ်ခုဖြစ်တဲ့ MSME by G3G မြန်မာနိုင်ငံရဲ့တခုတည်းသောရေတွေထုတ်ကုန်တွေကိုရောင်းချပေးနေတဲ့ online shopping application တစ်ခုဖြစ်တဲ့ MSME by G3G ကနေတင်းစိတ်ကြိုက်ထုတ်ကုန်တွေကိုရှာဖွေနိုင်ပါပြီ။အကြောင်းနဲ့အဝယ်ဖေး G3G app နဲ့တူလက်တွဲပဲ။ CSR quiz မှာဆိုရင်ပြိုင်ပွဲဝင်တွေကတရိတ်ဆန်လေးတွေရဲ့အကြောင်းနဲ့ဗဟုသုတကပိုပြီးတိုးတက်လာတာကိုလည်းတွေ့ရပါတယ်။မွေလဲပြီးသွားပြီဆိုတော့ဆင်မဲကျွန်တော်ဆင် တခု true ကြတဲ့ Facebook page မှာတင်လာတယ်စေမမမွေးနေရှိရပြဆိုတော့ဒီမမိုးရဲ့မွေးနေက24က24 25 26သုံးရက်ကျင်ပါမှာပါဟုတ်ဆိုတော့အဲ့ဒါကရောဘယ်လိုမျိုးတွေပါအောင်မလဲဘယ်လိုပြောရပါမလဲပြီးမမိုးတော့ true ကြကြပါလိလို့ပြောမလဲဟောအနေမှာတော့မမိုးတော့တော့ညီမတို့ ਨੇ တတိကိတ်လေးပေါ့နော်အတတိကိတ်လေး꿰ပေးဖို့ရှိတယ်ပြီးတော့ entertainment လေးတွေလည်းပါတယ်ပြီးတော့ magic show လေးတွေပြီးတော့ဆိုင်ရန်ဈေးပွဲတော်ပုံစံလေးလည်းလုပ်ပေးထားပါပါဆိုတော့82နှစ်နော်82နှစ်ပြည့်မှာပါဟုတ်ပြီးတော့သူရင်နဲ့ဟိုပုံစံတူတဲ့ပေါ့နော် baby မမိုးလေးဆိုတာတကောင်ရှိသေးတယ် ဒီကိုရောက်တော့၈နှစ်လောက်ပဲရှိသေးတယ်အဲ့ဒီဟာသူတို့နှစ်ယောက်ကဖြစ်ပုံကျင်တော့တူတာပေါ့နော်ဟိုဘေဘီမိုမိုလေးကလည်းဟိုမှာဖေရောမေရောမရှိတော့ဒီကနေဝင်းကဘောစင်စကနေဒီကိုရောက်လာတာအဲ့တော့သူ့ကိုဒီမှာဘေဘီမိုမိုလေးလို့ပေးထားတဲ့အချိန်မှာသူတို့နှစ်ယောက်ဘေဘီမိုမိုလေးနဲ့မေမေနဲ့ကအဲဘေဘီမိုမိုနဲ့ကလည်းနှစ်ခုလုံးကဟိုဟာဘယ်လိုလဲ travel မိတယ်ပေါ့ဟိုဟာမမောကလည်းသူကလည်းအမကြီးအမိရတဲ့ဘွယ်စောင့်ရှောက်တယ်ဟိုဟာမကြိုက်တဲ့အပွညုံပါညာမရှိဘူး င်းနေသူတို့တော့မနက်တကြိမ်နဲ့နေတည်းမို့နော်ဆရာဝန်ကလာပြီးတော့သူတို့ကျမရေးစီဝန်ပါညာကိုစစ်ဆေးပေးတယ်ဒီခါကျရင်စင်နေမှာပေါ့နော်သူတို့ရဲ့အခြေရောက်ပြီးမှာလေအနာလေးတွေဖြစ်လာပါတာအဲ့ကျရင်ဆေးထည့်ပေးတာတို့ပြင်တပတ်တခါအကာအကွယ်ဆေးတွေအားဆေးတွေတော့ပုံမှန်ထုတ်ပေးပါတယ်အဲ့လိုမျိုးမျက်စိမအဲမျက်ဝတ်လေးတွေထွက်နေတာပေါ့နော်အဲ့လိုမျိုးဆိုင်မျက်စိခက်ပေးတာလေးတွေသူကတော့ပို့ပြီးတော့ကဲလုတ်ပေးရတာပေါ့နော်1962ခုနှစ်ခုနှစ်နှစ်ကျွန်တော်ထောက်ကိုတော်တော်ကြီးတဲ့သူကဖဖဖဖထောင်ကောင်းအဲဘူတက်ဂရစ်ဟောပါပေါ့နော်ဒါလွိုက်ကောလာခဲ့တာလွိုက်ကော ော့ပြောရဲမှာပေါ့နော်ဟိုအမိငယ်ဖားနဲ့ကွဲငယ်စိန်မှာဥက္ကုဆန္ဒတွေ့တော့ခေါ်လာတယ်နော်အဲမိုးမိုးရဲ့ဝိနေတက်ဂရိတာမိုး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 ရောက်လာတဲ့နေရာအခုမိုးမိုးက82နှစ်4-5ဖြစ်ပြီဟုတ်ဒီမှာ82နှစ်4-5အခုသူတို့ဝိနေမိုးမိုးရဲ့ဝိနေလေးလေးရှိရယ်နော်လာလဲလို့ရတယ်24 25 26ရက်24 25 26ရက်မိုးမိုးဝိနေရှိရယ်ဟိုမှာမှာမိုးမိုးဟိုမှာမင်္ဂလာပါမင်္ဂလာပါ ်မင်္ဂလာပါဟုတ်ပြီနာမည်လေးနဲ့တလေးမင်းဆက်ပြီးပါတမီးနာမည်မွေးတော်ဖြစ်ပါတယ်တမီးအင်္ဂလိပ်နာမည်ကလော်ရာတမီးက၈နှစ်ဖြစ်ပါတယ်ဟုတ်ပြီတမီးရောတမီးနာမည်ကဆူဆန်နီထွန်းဖြစ်ပါတယ်ဟုတ်ကဲ့အသက်လေးရောအသက်လေးက၆နှစ်၆နှစ်ဟုတ်ပြီအာအခုဒီနေ့လိမ့်ဆန်ကိုလာပြီးပါပြီဘယ်ကောင်လေးမြင်ဝိုင်လဲဘာလေးမြင်ဝိုင်လဲမိုးမိုးရဲ့ဘေဘီမိုးမိုးရဲ့ဟိုပြီးတော့ ở siêu mà ở đây mà là chỗ mà là chỗ ế nhiều 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 ế như vậy không mà từ mà mổ 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 ế hả vì tao mi ở hu à xin đi mà tao ấy lý xin lý gọi ế hôm mà lý gọi chị ế thì mà mổ mổ ý chị ấy, với tôi chơi xong này, được không được không à tao mi à mổ mổ chơi xong tao mi à mổ 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 về lại mổ 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 à con nãy xem nên chị gọi nó mới nên lâu rồi mà làm mà là mới nên vừa chị con nãy xem nên nên mới nên vừa lâu mà mới nên vừa làm mà là làm về làm gì မီးတက်လာဟုတ်ပြီအာဒီနေ့ကအကိုတို့တမီးတို့နေလာတဲ့ရွယ်ချက်ကကျတော့လိမ့်ဆန်လေးထိန်းသိမ်းဆောင်ရှောက်ဖို့အဲအတွက်ကိုပို့ပြီးတော့လာကြဆိုတော့လေအဲသူတို့ဒီခုမမိုးတို့လိုစင်ကြီးတွေအသက်ရှင်နေနေအောင်ကြာကြီးနေနေအောင်ဘယ်လိုလေးထိန်းသိမ်းရမလဲဘာလေးလုပ်တင်လဲလို့ပေါ့ပြပြပါဦးဘာလေးလုပ်ပြရမလဲ ဖြန့်လေးတွေဆိုရေထဲမှာထားပြီးငါပဲကျွေးရမယ်အရွက်တူပါတော့မကျွေးရအောင်အရွက်ကျွေးလိုက်ရင်တည်သွားလိမ့်မယ်သမီးချစ်တဲ့ပြိဿံလေးတွေကိုငါလေးကျွေးရမယ်ဟုတ်ပြီသမီးကဘာလေးချစ်တာလဲငါလေးပဲအများကြီးကျွေးလို့မရဘူးလေသမီးဘယ်ဘယ်လေးဆန်ချစ်တာလဲဖြန့်လေးချစ်တာလားဖြန့်ဖြန့်ချစ်တာဟုတ်ငါလေးချစ်တာဟုတ်ပြီအဲသူတို့အဲသူတို့လေးတွေကြာကြီးနေတာဘယ်လိုထင်းထင်းလေးရမလဲလို့ပါ อืมงาเลยจุยเมตูเนเตะซาซาจุยจุยเมဟုတ်ပြီဟိုမှာတီတီကြည့်နေဦးတော်တော်မမကိုကိုတွေကိုအဲရှားပတ်လေးဆန်လေးဘယ်လိုထိန်းသိမ်းရမလဲထိန်းသိမ်းဖို့တဲ့လုပ်ပေးဖို့တဲ့တိုက်တွန်းမအောင်ခေါ်ပြပါတရားချင်းတမိခေါ်ပြဟုတ်ပါတယ်ခေါ်ပါအောင်သူတို့အကောင်လုံးအစာကျွေးရမယ်ရေကျွေးရမယ်ပုံမှန်တက်ရမယ်ပုံမှန်တက်ရမယ်အော်ဟုတ်ပြီပုံမှန်တက်ရမယ်တမိရလို့ပေါ့အစာကျွေးရမယ်အဲ ပုံမဲ့တရမယ်ဟုတ်ပြီပုံမဲ့တရအေးရဟုတ်ပြီနော်ကဲကျေးဇူးပါအဲ့တော့နောက်သူတို့ကြီးလိုက်လေအဲအခုလိုမျိုးရှာပါလေးစံလေးပူရထင်းထင်းသေးသေးနဲ့တဘာဝကိုထင်းသေးနဲ့ပါတယ်နော်ဟုတ်ဒါအခုလိုရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကိုလှည့်ပတ်ပြီးနောက်မှာတော့ ပြိုင်ပွဲဝင်အလှမောင်မဲလေးတွေအနေနဲ့တိရစ္ဆာန်လေးတွေအပေါ်မှာပုံမိုးထိမ့်သိမ့်ဆောက်ရှောက်တက်လာတော့မှာပဲဖြစ်ပါတယ်။အနာဂတ်မျိုးဆက်သစ်လေးတွေအတွက်ပတ်ဝန်းကျင်နဲ့သဘာဝအလှတရားကိုထိမ့်သိမ့်ဆောက်ရှောက်တက်ဖို့အခုလို CSR အစီအစဉ်လေးကိုတင်ဆက်ပြသလိုက်ရခြင်းဖြစ်ပါတယ်ရှင်။